လာပါခင်ဗျအခုတလောဟော့နေတယ်ဖွေဖူးအကောက်ဖွင့်တဲ့နည်းလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဖွေဖူးကောက်ဘယ်လိုဖွင့်ရလဲဆိုတာကျွန်တော်လည်းအတူဗီဒီယိုလေးဆောင်းအောင်ကြည့်လေးလာကြည့်အောင်ခင်ဗျအရင်ဆုံးကျွန်တော် Play Store ထဲကသွားမှာခင်ဗျเนาะလိုလိုဆိုရဲသွားပြီးကျွန်တော်တို့အပေါ်မှာရိုက်ရှာမယ်ဆက်ပါလိမ့်မယ်ရိုက်ရှာမယ်ဖွေဖူးဆိုတာယူလေးရိုက်ရှာမှာခင်ဗျเนาะ W E ဖွေဖူးဖွေဖူးဆိုတာရိုက်ရှာလိုက်ခင်ဗျအလိုရိုက်ရှာရင်ဒီမှာဒီမှာเนาะဖွေဖူး Vegan Creator ဆိုတာအဲ့ဒါလေးဖြစ် ပေါ်လာခင်ဗျာအဲ့လားဒီ download ဆော်နိုင်မယ်ကျွန်တော်ကတော့ရှိမိသားမလို့ download မဆွဲပြရတော့ခင်ဗျာเนาะအဲအဲ့တော့ကြောင့်ကအဲ့ဒါကို download ဆွဲရဲဆိုတော့ကျွန်တော် app out ထဲဝင်မှာခင်ဗျာเนาะဒီမှာ web account ထဲကျွန်တော်ဝင်လိုက်ရအဲ့လိုလေးပြနေမှာခင်ဗျာเนาะအဲ့အဲ့ account လေးဖြစ်နေဆိုကျွန်တော်တော့ join web ဆိုတာလေးနှိပ်ပြီးမှာခင်ဗျာเนาะနှိပ်ပြီးတော့ကျွန်မဒီမှာကျွန်တော်တို့ဘာထည့်အောင်လဲဆိုကျွန်တော်ရဲ့ web degree ကိုထည့်ပြရမယ်ဒီမှာကျွန်တော်ဆိုရင်25ရက် ရဲ့မွေးနေ့အမှောင်ထဲလေးပေါ့ခင်ဗျာနော်ဒီမှာတော့ကျွန်တော်တို့ကူဝဲထဲလိုက်တော့မွေးနေ့အမှောင်ထဲပဲလေးပဲသူထဲပဲနော်ထဲဒီ continue ဆိုတာလေးနှိပ်ပေးပါခင်ဗျာနော်ကိုယ်တိုင်နေပြီးတော့အမှသူဘာပေါ်လာဆို Google ရဲ့ကောက်ပေါ်တော့ခင်ဗျာ Google ရဲ့ကောက်တစ်ကောက်ကိုပြေဘူးကောက်တစ်ကောက်ရတယ်ခင်ဗျာเนาะကျွန်တော် Google ရဲ့ကောက်တစ်ကောက်နဲ့ချိန်ပေးလိုက်ပဲ ဟိုဝက်ဘူးကောက်မချက်ရသေးတဲ့ Google ကောက်ပေါ့နော်အဲကျွန်တော်ဒီမှာအဲဘာလို့ဆိုတော့ကျွန်တော်ဒီမှာဒီဒါလေးနဲ့ချိန်ပေးလို့ခင်ဗျာနော်ဝက်ဘူးကောက်လည်းနဲ့ချိန်ပေးလိုက်မယ်အဲချိန်ပြီးတော့ဒီမှာကျွန်တော်ဘာပေါ်လာလဲဆိုရင်ဒီမှာအမ် user name ပေါ့နော် user name နေရာမှာကိုကြိုက်တဲ့အရာထည့်လို့ရတာခင်ဗျာနော်အာကိုကြိုက်တဲ့အရာဥပမာဘာထည့်မလဲကျွန်တော်တို့ကျွန်တော်တို့ဘာနဲ့သွားမှာလဲကျွန်တော်တို့တင်မဲ့အကြောင်းအရာ traveler food လား ခရီးသွားနဲ့သွားမလားဒါမှမဟုတ်တဘာဝချင်းမြန်လို့တဲ့အရာနဲ့ Never Nature Lover တို့နော်ကိုကြိုက်တဲ့ဟာနော်ကိုအသုံးပြုခြင်းတဲ့အရာကိုအလုံးမဲ့အရာကိုထည့်ပြီးသုံးလို့ရပါတယ်ခင်ဗျာနော်ခေါင်းစဉ်ကဥပမာကျွန်တော်ဆို Food ပေါ့နော် Food Blogger Reality Gia Blogger ပေါ့နော် Food Blogger ဆိုရင်လည်းရတယ်ခင်ဗျာနော်အဲ့ဒါရေးဒန်းဆိုတာလေးနှိပ်ပေးတယ်ခင်ဗျာနော်အဲဒါမဲ့ user name already taken ယူဆောင်ယူရဖြစ်တယ်တဲ့ဖြူဖိုက်ဆိုတော့ကျွန်တော်တို့ဘာလို့ဆိုတော့ မတူအောင်လို့တော့ခဏလေးထည့်မယ်နော်1 1 3 2 9အဲကိုကြိုက်တာထက်ဟိုဟာတခုထည့်ပေးကြရအောင်နော်ဟွန်းအဆူရပြီခင်ဗျာရပြီဒီမှာပေါ်လာအောင်ရှင်ကျွန်တော်တို့ food အစားတောင်းနဲ့တောင်းမှာဆိုတော့ဒီမှာစားတောင်းနဲ့ food လေးရွေးမယ်အဲကျွန်တော်တို့ဝါသနာပါရလေးလုံးလားနှစ်ခုသုံးခုလောက်ရွေးလို့ရခင်ဗျာနော် hobby ဝါသနာပါရနော် photography sport အားကစားသုံးခုလောက်ရွေးလို့ရတာခင်ဗျာနော်အားဒါပြီးကျွန်တော်တို့ကအဲ continue ဆိုတာလေးနှဲ့နေပါခင်ဗျာနော် continue ဆိုတာလေးနဲ့လည်းကျွန်တော်ရောက်သွားခင်ဗျာเนาะဒါတွေကဘာလဲဆိုတော့ကျွန်တော်တို့သက်ဆိုင်ရာ group တွေပါเนาะအစားတောင်းနဲ့ပတ်သက်တဲ့ group တွေမှာကျွန်တော် live ပြီးတင်လို့ရတာခင်ဗျာเนาะဒီမှာဒီလို join မယ်အဲ join ပြီးတော့ကျွန်တော်တို့အပုံတပုံတင်လိုက်မှာခင်ဗျာเนาะဥပမာကျွန်တော်ဒီမှာဒီ group တခုကိုကျွန်တော် join မယ် join ပြီးတော့အပုံတပုံတင်လိုက်မှာခင်ဗျာเนาะအပုံကအစားတောင်းနဲ့ပုံကတခုမှမရှိဗျာဒီပုံလေးပဲတင်ပြလိုက်တော့ဟွန်းအဲ့ဒါလေးဒီမှာ caption ရေးလို့ရတာเนาะဒါတွေက caption ရေးရမှာအပုံလေးရပြီးတော့ဘာညာပေါ့ sunflower ဆိုနေဂျာပန်ဟမ်အဖေကကိုကြိုက်တာရေးမယ်ပြီးတော့ okay လေးနှိပ်မယ် okay လေးနှိပ်ပြီးတော့ဒီမှာเนาะကျွန်တော်ပြန်ထွက်ပြအောင်မှာခင်ဗျာเนาะနားမလည်ပါဆိုလို့ကျွန်တော်မြန်သွားတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့မလုပ်လဲဆိုရင်ဒီမှာအပွန်တဘောရေးမယ်ခင်ဗျာเนาะအပွန်တဘောရေးပြီးတော့ဒီမှာ caption ရေးမယ် caption ပါညာပေါ့ဗျာတစ်ခုရေးလေးရေးပြီးတော့ဒီမှာဟောင်းလေးနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာညာကောင်းလေးနှိပ်လေးခင်ဗျာ အဲ့ဒါမှကျွန်တော်တို့အကောက်ကလာပေါ်တာเนาะအပုံတပုံတယ်မှာဒီလားဟာအဲ့ဆိုဒီမှာကျွန်တော်တို့အကောက်ထဲဝင်လိုက်မယ်ဝင်ဝိုင်းရင်ကျွန်တော်ဒီမှာဘာတွေ့မလဲကျွန်တော်ရဲ့အကောက်ကိုတွေ့မယ်အကောက်တွေ့တော့အကောက်ကိုဒီမှာပုံချိန်လို့ရတာခင်ဗျာเนาะ picture မှာကျွန်တော်တို့အပုံတစ်ခုကိုချိန်နေမယ်ကျွန်တော်တို့ခုနဲ့ပတ်သက်တဲ့ဟာပေါ့ခင်ဗျာเนาะအာကျွန်တော်ဒီမှာတစ်ခုချိန်နေတယ်ပုံတွေပဲအစမ်းချိန်ပြလိုက်မယ်ခင်ဗျာเนาะကျွန်တော်စစချင်းဖုံးပြတာဆိုတော့ချိန်ပြီးတော့အဲဒီမှာဒါမြမြကောင်းလေးနှဲတယ် တော့ပုံတော့ရှိတဲ့ပုံနဲ့ပဲချိန်ပြတာနော်အဲအဲ့ဆိုရင်ကျွန်တော်တို့အောက်ဖြစ်သွားပြီခင်ဗျာနော်အဲဒီဘက်ကဟာတော့ဒါကျွန်တော်တို့ကြည့်လို့ရတဲ့ဟာပေါ့နော် Facebook လို TikTok လို့မျိုးပဲဒါလေးကတော့ကျွန်တော်တို့ရိုက်ရှာတာပေါ့ခင်ဗျာနော်ကျွန်တော်တို့တည်ကျင်တဲ့အကောင့်တွေကိုဒီမှာရိုက်ရှာလို့ရတယ်အဲ့ဒါလေးကဒီအပေါက်လက္ခဏာတွေကကျွန်တော်တို့အပုံတင်တာပေါ့နော်အဲသူကျွန်တော်တို့သက်ဆိုင်ရာ group တွေမှာရှောက်ပြီးတော့အပုံတွေတင်လို့ရတယ်ခင်ဗျာနော်အဲ့မှာဘာဖြစ်မလဲဆိုကျွန်တော်တို့က creator အကောင့်ဖြစ်မှာဆိုရင် invite 15ရောက်ခေါ်ပေးရမယ်ဒါမှမဟုတ် invite 15ရောက်ကိုကမခေါ်ခြင်းဆိုရင်ကိုယ့်မှာကို super like ဝယ်သွင်းလိုက်ရတာခင်ဗျာနော် အဲ့လိုနီးနေတဲ့ဒီမှာဒီလို group တွေတင်ပြီးတော့ join နေเนาะကိုတင်မယ်ဆိုတော့ group ကို join join ပြီးတော့ကျွန်တော်တို့ကဒီမှာ add ဆိုတာလေးနှိပ်ပြီးတော့ဒီမှာကျွန်တော်တို့ပုံနေနေပါเนาะကျွန်တော်တို့ပုံနေကြိုက်တာယူပြီးတင်လို့ရတယ်ပုံနေ video တွေတင်လို့ရတယ်ခင်ဗျာเนาะဟုတ်ကဲ့ဒီ video လေးက mix တို့အတွက်တစုံတရာကြိုရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ